ခင်ရဖော်ကောင်လားပေါ့ခင်ဖော်ကောင်လုတ်ချင်နေရလားဒို့မဟုတ်သူကိုယ်တိုင်မဲ့ညကန်းတဆင်မကြောက်ကိုကျူးလွန်ခဲ့တဲ့ရာဇဝမှုကိုဘာမှမသိကြွားဝါပြီးတော့လူကြီးလူကောင်းဆန်ဆန်ရှောက်ပြောနေတဲ့လူလိန်ပြောက်လားအဲဒီနေ့မှာတော့ကျွန်တော်တို့ဒါကြံခိုင်ပါတီရဲ့စစ်ဘိုလ်ချုပ်ဟောင်းခင်ရီတင်လာတဲ့ဗီဒီယိုဖိုင်လေးတစ်ခုနဲ့အဲ့ဒီမှာပြောဆိုထားတဲ့သူ့ရဲ့နိုင်ငံရေးအမြင်သုံးသက်ချက်လေးပေါ်မှာကျွန်တော်ထပ်ဆင့်ပြန်ပြီးတော့သုံးသက်ဝေဖန်မှုလေးတွေဆွေးနွေးမှုလေးတွေလုပ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ခင်ရီကဒါပြီးခဲ့သူ့ရဲ့ Facebook ဟိုဟာအကောင့်ကနေပြီးတော့24ရက်နေ့စက်တင်ဘာလမှာပေါ့နော်ပြီးခဲ့တဲ့24စက်တင်ဘာမှာအဲဗီဒီယိုလေးတစ်ခုတင်ခဲ့ပါတယ်စီလုံးနေညချင်းဖြင့်နိုင်ငံတိဆောက်ရေးဘုတ်ဥခင်ကြီးအီရှုနဲ့တုံသက်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့တင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကျွန်တော်ကြည့်ပါတယ်ဒီဗီဒီယိုကြည့်တဲ့အခါတော့ဗီဒီယိုထဲမှာပါတဲ့သတင်းချက်လက်တွေသူ့ရဲ့ပြောဆိုချက်တွေတုံသက်ချက်တွေကအဲတကယ်ကဘာမှာဖြစ်နေနိုင်ငံရေးဖြစ်စဉ်တွေနဲ့လဲကွဲလွဲနေရရှိသလိုတီရင်းမှာဆို NA အကြီးဆုံးကဒါရခိုင်ပြည်မှာရှိတဲ့ရိုဟင်ဂျာလူမျိုးပေါင်းများစွာကိုနော် ကျွန်တော်တို့လူမျိုးတုံးတက်ထက်မှုဒီ290အတွင်းမှာ1980ကျော်ကာလအနေစပြီးယနေ့အထိမြန်မာစစ်တပ်နဲ့ဟိုအစိုးရအဆက်ဆက်ကျူးလွန်နေတဲ့လူမျိုးတုံးတက်ထက်မှုနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့တက်တည်အထောက်ထားအနေနဲ့လည်းပါဝင်နေတာကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုသုံးသပ်ခြင်းဖြစ်ပါတယ်။အဲဒီနေရာမှာကျွန်တော်လူမျိုးတုံးတက်ထက်မှုနဲ့ပတ်သက်တဲ့ဏီတန်းစကားလေးတစ်ခုတော့အရင်ပြောခြင်းပါတယ်ခင်ဗျ။အဲ့တော့ genocide လို့ခေါ်တဲ့လူမျိုးတုံးတက်ထက်မှုဆိုတာ မနေ့ကစဉ်းစားပြီးဒီနေ့အကောင့်ထည့်ဖို့ပြီးဖြစ်တာမျိုးမဟုတ်ပါဘူးဒါဒီနှစ်ပေါင်းများစွာအမုံတရားတွေကိုတိုးလောင်တာတွေတိုးလောင်ထားပြီးတော့မှဒီကနေတဆင့်ဆင့်ဒီလူမျိုးကိုပတယောက်တယောက်ွယ်သွားအောင်လူမျိုးတစ်ညလုံးတော့မဟုတ်လူမျိုးစုရဲ့အစိပ်ပိုင်းကိုပတယောက်သွားအောင်ရွေချက်ရှိရှိလှုပ်ဆောင်မှုကလူမျိုးလုံးတက်ထက်မှုဖြစ်ပါတယ်အဲ့တော့တော့မှရွေချက်လို့ပြောတဲ့အခါမှာလည်းသူ့ရဲ့ရွေချက်ကိုဖော်ထုတ်တဲ့နေရာမှာဒီလူမျိုးလုံးတက်ထက်မှုနဲ့ပတ်သက်ပြီးတော့အင်တန်ရှုပ်ထွေးမှုတွေတော့ရှိတယ် အဲအဲ့နေရာမှာကျွန်တော်တို့ဒါအဓိကအမိန်ပေးစေခိုင်းသူတွေကျူးလွန်သူတွေတခါတခါကြာရင်ဒီကျူးလွန်သူဆိုတာတယောက်တည်းနှစ်ယောက်တည်းအစိုးရတပ်ဖွဲ့တွေမကောက်ဘူးပေါ့နော်ဒီဗမာပြည်ဥပမာနဲ့ကြည့်မယ်ဆိုရင်ဒါခေဆက်ဆက်အစိုးရဆက်ဆက်စစ်အာဏာရှင်အဆက်ဆက်ကနေပြီးတော့ကျူးလွန်နေတာကိုတွေ့ရပါတယ်ဒီထဲမှာလေဒီကိစ္စနဲ့ပတ်သက်ပြီးခင်ကြီးပေါ်ကောင်လှုပ်ထားတာလေးကိုလည်းခင်ဗျားတို့နားဆင်ရမှာပါဗျာအဲ့တော့သူပြောဆိုချက်ကလေးတွေကိုကျွန်တော်စာပြီးသုံးသပ်လိုက်ကြအောင်နော်ဒီတလောမှာအမေရိကန်တို့အင်္ဂလန်တို့ပြင်သစ်တို့အင်ဒိုနီးရှားတို့နီပေါ်တို့စသည်ဖြင့်ကမ္ဘာနိုင်ငံတွေကတော်တော်များများမှာစူပူဆန္ဒပြအကြောင်းဖက်မှုတွေတွေ့နေရတယ်ဗျာ ကျွန်မနိုင်ငံမှာလည်း immigration တက်တာနဲ့ပတ်သက်ပြီးစတင်အငြင်းပွားမှုတွေဖြစ်နေတယ်လို့ကြားရပါတယ်။ဒီဖြစ်စဉ်တွေရဲ့နောက်ခံအကြောင်းအရာတွေများစွာရှိနေပါတယ်။ဒီထက်ကတခုသောပြဿနာကလူမျိုးမှုပြဿနာလို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာတော့စစ်ဘုံဟောင်းခင်ကြီးကကဘာမှာဖြစ်နေတဲ့ပြဿနာရက်တွေကိုအရင်ဆုံး mention လုပ်သွားပါတယ်။ mention လုပ်ပြီးဒီပြဿနာရည်ဒီလူမျိုးအဲလူဝင်မှုကြီးကြပ်ရေးပြဿနာပေါ့နော်။ immigration နဲ့ပတ်သက်တဲ့ဆိုတော့ရှုထောင့်အောင်သူပြောသွားတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ခင်ကြီးပြောတာတကယ်လားပေါ့။အဲဒေါမုံဆိုရင်တော့လေဒီဘဲကိုကျွန်တော်ပြောရမှာ TikTok ကြည့်တာ short ပါဗောနော်။နောက် TikTok ကြည့်လဲတခြား algorithm တွေထဲမှာဝင်ပြီးတော့ကြည့်နိုင်မှုစ조사ရမယ်ဗောနော်။တို့မဘာသာ algorithm တွေထဲမှာပဲဝင်ပြီးအစုံအောက်တရားတွေကိုပဲနားထောင်နေမယ်ဆိုရင်တော့ဒီလိုစလွဲသုံးသက်ချက်တွေကိုပဲထွက်လာမှာဗော။သူပြောရတဲ့အထက်မှာအခု America America မှာဖြစ်နေတယ်။ America မှာဆိုရင်ဒါ Donald Trump တက်လာတဲ့အချိန်ကြီးကတည်တင်ကြောင်းလဲမှုတွေနောက်နောက်ပြီးတော့ဥပဒေမတည်ငြိမ်မှုတွေနဲ့ဆက်ဆက်ပြီးလူမှုကြီးကြပ်ရေးတက်တနာတွေဆိုတာထက်ဒီကြောင်းလဲမှုတွေမူဝါဒတွေကိုအခြေခံပြီးဖြစ်လာတဲ့တက်တနာတွေပါ။ ဲ့တော့လူဝင်မှုကြီးကြပ်ရေးခေါင်းစဉ်တက်လို့ရတာရတယ်ဒါပေမဲ့သူပြောသလိုဟိုကျူးကျော်ဝင်ရောက်လာတဲ့သူတွေသူဆက်ပြောမယ့်အပိုင်းမှာလည်းအဲ့ဒါတွေပါတယ်ပေါ့နော်သူတို့တောက်လျှောက်နှစ်ကြောင်းပေးနေတယ် TikTok တော့ကျွန်တော်တို့ဒီ social media တွေမှာတွေ့နေရတဲ့เนาะဒါဟိုရွှေပြောင်းဝင်ရောက်လာတဲ့ဒုက္ခသည်တွေကိုလက်ခံထားလို့เนาะတော့မဟုတ်တခြားတရားမဝင်ရွှေပြောင်းလာတဲ့သူတွေကိုလက်ခံထားလို့ဖြစ်နေတဲ့ပြဿနာဆိုတာထက် American ရဲ့ဒါဘယ်လိုပြောမလဲဥပဒေကြီးကမတည်ငြိမ်မှုတွေကနေဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေလို့ ကျွန်တော်ကတော့ပို့ပြီးသုံးသက်ချင်ပါတယ်ကျွန်တော်လေးလာရသလောက်ပေါ့နော်ထို့အတူပဲတင်တက်မှာဖြစ်နေတာကိုဘာကြောင့်လဲတင်တက်မှာကတော့ဒါသမရအစ်စ်ပေါ့နော်အခုတင်တက်သမရအစ်စ်ရဲ့ budget short ချရင်းနေခြွေတာရေးဆိုင်ရာကိစ္စပေါ့နော်ဒီကနေစပြီးအခြေခံပြီးဖြစ်လာတဲ့ပြဿနာတွေလို့ကျွန်တော်တို့တွေ့ရတယ်ဒါတွေပုံမှန်ပြန်လေးတုံ့ပြန်ပြီးတည်သူတွေကနေပြီးတော့စန့်ကျင်ဆန္ဒပြတဲ့ကိစ္စတွေဟိုဘယ်လိုပြောမလဲကျွန်တော်တို့လူလူဆန္ဒပြပွဲတွေစီယုံပွဲတွေကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ် ်အင်္ဂလန်မှာဆိုလေဒီ UK ပြည်ထနာကတော့ဒီလက်ရအစွန်ရောက်တယ်ပေါ့နော်လက်ရအစွန်ရောက်နိုင်ငံရေးပါတီရဲ့လှုပ်ရှားမှုအခြေခံနေသတင်းတူတွေထန့်ချီရရနေအမုံတရားကိုဥတီပြီးတော့ဒီ immigrate or immigrant တွေပေါ့နော်ဒီလိုရွှေတောင်းဝင်ရောက်လာတဲ့သူတွေအပါအပါအဝင်ဒီလက်ရအစွန်ရောက်တရားနေပြီးတော့ဒီလူတွေကိုဥတီတိုက်ခိုက်နေတဲ့အခြေအနေပဲဖြစ်ပါတယ်အဲ့တော့သူပြောရတဲ့အထက်မှာဒါနောက်ယောဘနိုင်ငံဒီ၃ခုပေါ့နော်အဲ့တော့ဆက်ပြောရတဲ့သူအင်ဒိုနီးရှားပါတယ်နီပေါ်ပါတယ်ဂျပန်ပါတယ် အဲ့တော့အင်ဒိုနီးရှားမှာဘာကြောင့်ဖြစ်လဲအင်ဒိုနီးရှားမှာတော့ဒီလွတ်တော်အမတ်တွေအတွက်ပေါ့နော်ဒီအိမ်ယာထောက်ပံ့ကြေးပေးတဲ့ကိစ္စကနေပြီးတော့ကျွန်တော်တို့စတင်ပြီးတော့ဖြစ်လာတဲ့ဘယ်လိုပြောမလဲဒီ corruption နဲ့ပတ်သက်တဲ့ကြံစည်တွေလို့ကျွန်တော်သုံးသပ်လို့ရတယ်။ဒီပိုးမှာဆိုလေထုံဤ၎င်းပဲပေါ့နော်။ဒီလို corruption နဲ့ပတ်သက်တဲ့အချင်းချင်းချသမှုနဲ့ပတ်သက်တဲ့ကြံစည်တွေအခွင့်အရေးမညီညွတ်မှုတွေဖြစ်နေရင်းကနေပြီးတော့မှဒီ social media platform 26ခုကိုအစိုးရပိတ်ပင်တာကနေစပြီးတော့ဒီလိုလှုပ်ရှားမှုတွေဖြစ်လာခြင်းဖြစ်ပါတယ်။အဲ့တော့ဂျပန်မှာလေဒီမူဝါဒပြုတင်ကြောင်းလဲမှုတွေရှိတယ်။လူမှုကြီးကြပ်ရေးဆိုင်ရာမူဝါဒပေါ့နော်။ဒါပေမဲ့သူတို့ mention လုပ်တယ်လို့ဒါတွေဒီအာဒါတနင်္လာတနင်္လာရွှေကြောင်းရောက်ရှိလာတဲ့လူအုပ်စုကြီးတွေအဲဒါမျိုးအခြေအနေကြောင့်ဖြစ်ပွားနေတာမျိုးလို့တတိကျကတ်ချက်ချလို့မရဘူး တထစ်ချကောက်ချက်ချလို့မရအောင်ဒီလိုဖြစ်နေတယ်ဆိုတဲ့ကိစ္စအောင်ဗောနော်အဲ့တော့သူကတော့လူပါလူနဲ့လည်းဖြစ်တယ်ကြာဒါလူရှိသူရှိမှလည်းစကားပြောတာတွေအနေနဲ့ကျင်သားရနေပြီးသားပုံကိုဖြစ်တဲ့အခါကျတော့သူကအနှောင်အသွားလေးလွတ်အောင် သူဘာပြောလဲဆိုတော့အဲတက်တနာပေါင်းများစွာရှိရတဲ့အထက်တစ်ချက်လိုပဲသူပြောတာဗောနော်အဲ့တော့အချက်အကျတစ်ချက်ဖြစ်မယ်ဒါမဲ့ဒါဟိုမန်ရှင်းလို့ပြီးတော့သူ့ရဲ့နောက်ဆက်ပြောမယ့်ဇကားတွေခိုင်မာမှုကိုတိဆောက်သွားတဲ့လှုပ်ဆောင်ချက်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒီရှေ့မှာဒီစက္ကန့်20 30လောက်အတွင်းမှာသူပြောရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒီလိုလေးသုံးသပ်ပါတယ်အဲ့တော့ခင်ကြီးဆက်ပြောမယ့်ကိစ္စလေးနားထောင်ကြည့်ပါမယ်ဗျနိုင်ငံတကာမှာဆိုရင်သူ့နိုင်ငံရဲ့အတန်းတော်ကိုယ်စားလှမ်းခွင့်ထူခွင့်မပြုတော့ဘဲဆုတ်ဖြတ်ပြစ်တဲ့အထိဖြစ်စဉ်တွေတွေ့ရတယ် လူမျိုးပြဿနာကြောင့်ဝင်ရောက်လာတဲ့ပုံစံတွေရာဇဝတ်မှုတွေကျူးလွန်ကြတယ်။ကိုပင်ရင်နိုင်ငံသားစစ်စစ်တွေမလိုမကျုံဖြစ်ရတဲ့ကိစ္စတွေအပါအဝင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေတွေ့ရတာလည်းစိတ်မချမ်းသာကြပါပဲ။အဲ့တော့ခင်ကြီးကတော့ကျွန်တော်ခင်နဲ့ပတ်သက်ပြီးဗီဒီယိုလုပ်တာက၃ပုတ်၄ပုတ်မြောက်လောက်ထက်လာပြီပေါ့နော်။သူ့ကြည့်လိုက်အနေနဲ့ရှူးနေတာပဲ။သူ့ဘေးရောင်မှကောင်းကောင်းသိပုံမရဘူးတရား။ဒီဘေးအေးဖို့ဒီစစ်တပ်ထဲမှာနေပြီးဒါမေးဒါယူဒါထီဟိုလူကြီးအကြိုက်ဘောင်းတော်နေဟိုပါလေစိတ်တော်သိခေါင်းတော်နေဘောင်းတော်နေလုတ်ခဲ့ရတဲ့လူဆိုတော့ အတိတ်တင်ရလေချို့တဲ့ဟန်သူပါလေသူကြည့်ရတာတော့လေဟိုဘယ်လိုပြောမလဲပေါ့ဟိုသူစစ်ထောက်လန်းရေးတော့သတင်းပေးတော့နော်ရဲသတင်းပေးလို့កောင်းနေရပေးတဲ့ briefing လောက်ကိုဖတ်ပြီးတော့သူတိုင်းပြည်တွေဘာတွေမှာဝင်ကြီးတွေဘာတွေလုတ်ခဲ့ပုံရပါတယ်ဒီပဲရွှီးတာပါပဲအဲ့တော့ဘလို့ရွှီးလဲဆိုတဲ့အခါမှာစကားကိုလုံးတုံးမဟုတ်ဖတ်ထုတ်လို့တာပါအဲ့တော့ဗမာဖြစ်တာလဲဗမာအလံအုံမီရှို့တာလဲဘယ်နိုင်ငံမှာဖြစ်တာလဲဘာမျိုးဖြစ်တာလဲလူလူဆန္ဒပြပွဲတွေမှာတော့ဒီအလံနေအုံမီရှို့တာတွေဘာတွေကျွန်တော်တွေ့နေရတာအများကြီးပါပဲเนาะဒါပေမဲ့ ဟိုသူပြောချင်တဲ့ဇက်ကြောင်းပုံစံမျိုးတော့မဟုတ်ဘူးဒီအနောက်နိုင်ငံတွေတချို့ဒီမိုကရေစီရင်းသံမိသားနိုင်ငံတွေမှာဆိုတာအလန်ဒီဂျက်ဆာဟိုဟာပဲကျွန်တော်တို့ပိတ်စာတစ်ခုပါပဲဒါဆန္ဒပြရတဲ့သူတွေဟိုဟာဖြစ်တယ်နောက်တချို့ဒါမော်ဒယ်တွေအမျိုးသမီးတွေဆိုရင်အလန်ကိုအတွင်းငံချုပ်ဝစ်တာမျိုးတွေရှိတယ်အဲသူတို့လိုနိုင်ငံတော်မှနိုင်ငံတော်အလန်မှအလန်ဆိုတဲ့အမြင်ပေါ့ဗျာအဲအဲ့တော့ तू ဆက်ပြောမဲ့တကားတွေမှာပါလာလိမ့်မယ်ဗျာဒီ liberal အယူဆနဲ့ပတ်သက်တဲ့ကိစ္စတွေလေ तू ဆက်ပြောပါသေးတယ်နောက်ပြီး तू အခုပြောသွားတဲ့အထက်မှာထက်ရွှေးထားတဲ့အချက်တစ်ချက်ကပါလဲဆိုတော့ဒီ ဒီလို immigrate immigrant တွေကနေပြီးတော့ရာဇဝမှုတွေကျူးလွန်နေပါ냐ဆိုတဲ့ဟာလေးပေါ့ဒါလုံးတော့မဖတ်တော့လောက်တာပါရာဇဝမှုတွေကျူးလွန်နေဆိုရင်ဒါနေရာတိုင်းမှာတော့လူတိုင်းရာဇဝမှုကျူးလွန်နေသူတွေရှိတယ်။သူတက်ဆိုင်ရာနိုင်ငံတွေထဲမှာတက်ဆိုင်ရာဥပဒေအရစီကံအရဘောင်ရ principle ရဓာတ်တွေကိုအေးအေးယူတာတွေရှိတယ်။အဲ့တော့ဟိုဘယ်လိုပြောမလဲသူကဒီဗမာပြည်ရဲ့တက်သနာကိုဖော်ပြခြင်းနဲ့အတွက်ဒီအနောက်နိုင်ငံတွေတခြားနိုင်ငံတွေမှာဖြစ်ပျက်တဲ့တက်သနာတွေကိုလုံးတော့မဖတ်တော့ လှုပ်လိုက်ခြင်းပဲဖြစ်ပါတယ်ရှေ့မှာသူပြောသွားတဲ့အထက်မှာဒီလူဝင်မှုကြီးကြပ်နေလုံးဝမသက်ဆိုင်တဲ့ကိစ္စရဲ့ဖြစ်နေတဲ့နိုင်ငံတွေပါတယ်ဒါပေမဲ့ဒီလိုဖြစ်နေတဲ့ပေါ်ဒီမှာမူတည်ပြီးတော့သူကခက်တီတီနဲ့ဆွဲချိတ်ပြီးရှူးလိုက်တာဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ကြအောင်ဒီညမှာကျွန်တော်နိုင်ငံဘက်ကိုပြန်ငယ်ဆောင်ကြည့်မိတယ်အတိတ်ကတွဲခေါ်ညွှန်ပြင်းဆောင်ရွက်ချက်တွေဟာနှစ်ကာလအတန်ကြာလာတဲ့ခါကြတော့အကျိုးတရားမှုကြီးရှိတယ်လို့ဆိုရမှာပါဒီပြဿနာတွေဟာ liberation နဲ့တွဲခေါ်ရေးအတ္တနိုင်ငံရေးသမားတွေရဲ့အကျိုးစီးပွားမျိုးကိုဆောင်ရွက်ချက်တွေဟာခဏတည်းအကျိုးဆက်တွေဖြစ်ရတယ်လို့ပြောနိုင်ပါတယ် သူအခုပြောသွားတဲ့အထက်မှာဘာပါလဲဆိုတဲ့အခါကျတော့အမျိုးသားရေးအစွန်းရောက်ကိစ္စပေါ့နော်ဒါဟို तू ကပြောဖို့အထွတ် तू ကဘသူ့ကိုတိုက်ခိုက်လိုက်လဲဆို liberal အယူဆရှိရတဲ့သူတွေ liberal အနေအထားတိုက်ခိုက်ပါတယ် ဟုတ်ပြီကျွန်တော်တို့ကိုယ်တိုင်လည်းဒါဒီ liberal youara နဲ့ပတ်သက်ပြီးနားလေသဘောပေါက်ထားတဲ့ပုံစံနဲ့လူခွင့်ရဲ့အခြေခံလှုပ်ရှားမှုတွေပုံစံမျိုးစုံကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်ကာလတွေမှာမျိုးစုံကြားရတယ်အဲစစ်တပ်နဲ့စစ်တပ်လက်ဝေကံအုပ်စုတွေမြန်မာစစ်တပ်နဲ့အတူလူလူမျိုးစုံတက်ဖြတ်မှုကိုကျူးလွန်မှုစ조사ခဲ့တဲ့သူတွေကျူးလွန်မှုမှာပါဝင်တဲ့သူတွေကျူးလွန်မှုတွေမှာရှိနေအစိုးရအဖွဲ့ရဲ့လူတွေအကုန်လုံးနေသည်အနည်းငယ်သူတို့ဒီလိုထည့်ရတာ liberal youara ကြောင့်ဆိုတဲ့ရှုထောင့်နေပဲသူတို့ပြန်လေပြီးတော့တုံးသက်ပါတယ်ပြီးွားရင်ဒါဒီဘသူတွေတည်းကကြားနေကြစကားလေးဆိုအမျိုးသားကြီးအ ံးရောက်ဝါဒီရဲ့လက်ရဆုံးဝါဒီရဲ့ဒီကြားနေရတဲ့ကားပါပဲ။နောက်ပြီးသူသုံးသွားတဲ့ဇကားရင်းမှာအင်မတန်ခက်ခဲတဲ့ခက်ခဲတယ်ဆိုတော့တုံးသက်ဖို့ကြာဘယ်လိုပြောမလဲ extra ဖြစ်နေတဲ့ဇကားပေါ့။သူကလည်းတမင်တကာရွေးသုံးတာပါ။အဲရွေးသုံးနေလို့တော့ကျွန်တော်အထင်တကြီးပြောမိသွားရင်လည်း sorry ကြာမသုံးတက်လို့ရှောက်သုံးတာလည်းဖြစ်နိုင်ပါတယ်။အဲအတက်နိုင်ငံရေးသမားဆိုတဲ့ဇကားပါ။ ဒါဒီဘလို့ဘလို့ definition ဖွင့်ကျင်တာလေအတက်နိုင်ငံရေးသမားဆိုတာဘာလဲပေါ့နော်ကျွန်တော်ဒီညမှာကြည့်ရမယ့်ကိစ္စမှာဒါဒီညမှာစစ်တပ်ထဲမှာနှစ်ပေါင်းများစွာရိုက်သွင်းထားတဲ့နိုင်ငံရေးသမားတွေဒီအတက်ကြီးတယ်နိုင်ငံရေးသမားတွေဒီတကူကောင်းဆန်နေနိုင်ငံရေးသမားတွေဒီတိုင်းတည်နေတာမထောက်ဘူးဆိုတော့ရှူတော့ကိုဆက်ပြီးအတီတူးခြင်းပဲဖြစ်ပါတယ်ဒါဒီဟာတွေဒီဒါခင်ကြီးကနေပြီးတော့ဒါနှစ်ချောင်းပွေးဆွေးသွင်းသူရဲ့ ideal ideology ကိုတိဆောက်ပြီးတော့သူဒီပါတီကောင်းဆောင်တယောက်အနေနဲ့ဝါရထျန့်ချီမှု 調査နေတဲ့အပိုင်းပဲဖြစ်ပါတယ်အခုသူဒီဗမာတီနဲ့ပတ်သက်တဲ့အပိုင်းတွေကိုဆက်ပြောမှဖြစ်တယ်ကျွန်တော်နားထောင်ကြည့်ကြမယ်ကျွန်တော်နိုင်ငံဘက်ကိုပြန်ပြီးကြည့်ကြတာပေါ့ဗျာကျွန်တော်တို့ကအင်းချင်းကနိုင်ငံနဲ့နယ်ပယ်ချင်းတိစပ်နေတယ်ဒါကိုအစဉ်ဆက်နိုင်ငံကြီးကများက immigration ပြဿနာပေါ်မှာအမြော်မြင့်ကြီးစွာနဲ့တိမ်ပြီးစွာကန့်တွယ်ဆောင်ရွက်ခဲ့ကြတယ်ဥပမာကျွန်တော်မြန်မာပြည်ရဲ့နောက်ပတ်ချမ်းမှာနိုင်ငံတော်ရဲ့ချုပ်ချာအာဏာပိုင်တဲ့နယ်မြေနဲ့လူမှုပြဿနာကိုထိန်းသိမ်းဖို့တဒန်းကြီး၅ရက်ကာယကတ်တယ်လို့ကျွန်တော်လေ့လာမှတ်သားဖို့ပါဟုတ်ပြီဗျာကျွန်တော်နိုင်ငံဘက်ကိုလှည့်ကြည့်အောင်နေသူကပြီးတော့ဒါအနားမှာအင်းချင်းကနိုင်ငံရှိတယ်ပေါ့ဗျာ ိန္ဒိယငါးနိုင်ငံရှိတဲ့အခါမှာဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့လူဝင်မှုကြီးကြပ်ရေးတည်နာတွေကိုကင်တွယ်ဖို့ကျွန်တော်တို့သူအဆိုသူအဆိုပေါ့နော်ဒီလူကြီးတွေခေါင်းဆောင်တွေကနေပြီးတော့အဲဘယ်လိုပြောမလဲအညွန်ညင်ရှိခဲ့တယ်နော် တက်တက်ညံ့ညံ့ထိမ့်သိမ်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့သူသူဘောပြောပါတယ်အဲ့တော့သူဒီဒီမှာရခိုင်ကိစ္စကိုဥပမာပေးပြီးပြောတာကိုတွေ့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရခိုင်မှာတသက်တက်နဲ့နဲ့ကင်တွယ်ခဲ့လို့ပဲ98ခုနှစ်မှာတိုင်းနဲ့ချီရဲ့လူတွေငကမင်းစစ်စင်အကြောင်းထွက်ပြေးရတယ် နော်94မှာလည်းထွက်ပြေးရတယ်2019မှာလည်းထွက်ပြေးရတယ်အင်မတန်တိမ်မွေးနှင်တာတွေကိစ္စတွေပါပဲထွက်ပြေးတဲ့ဖြစ်စဉ်တိုင်းဖြစ်စဉ်တိုင်းရှိရင်လည်းအစုလိုက်တုံလေးတက်ဖြတ်ခံရမှုတွေနော်ဒီရိုဟင်ဂါအမျိုးသမီးတွေအပေါ်မှာလိမ်မိုင်းဆိုင်ဟာထိပါနှောက်ယှက်တက်ဖြတ်မတိန်ချင်းနော်မရင်းကျင်ပြီးလူသက်ဒါမျိုးပုံစံမျိုးကြီးလေးတွေ့ရသလိုရွာပေါင်းများစွာကိုမီရှော့ထက်စီရလေးတွေ့ရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အထင်ကြီးလေးစားလောက်တဲ့ခေါင်းဆောင်ကြီးတွေတက်တက်နဲ့နဲ့ကင်တွေ့မှုပါပဲ။ကျွန်တော်ရခိုင်တီရရှိရဲ့ရိုဟင်ဂျာတည်သူတွေကိုသာခင်ဗျားတို့စစ်ခွေးခေါင်းဆောင်တွေကိုကျေးဇူးပါလို့အရင်တခွန်းပြောခြင်းပါတယ်ဗျာ။ နံပါတ်၄ဒရိုင်းကလုံကျွေးဒရိုင်းလို့ခေါ်ရမှာပေါ့ဗျာအဲ့ဒီမှာခုတော့နေကြဆောင်မြေတိုင်ရဲ့အနေနဲ့ရခိုင်ကလွတ်ခဲ့ဘူးတဲ့ဆွဲတင်စစ်စနစ်လို့ခေါ်တဲ့ဒေသခံတွေကိုမြေပုံဆွဲတယ်၊လူကြီးတိကျစင်းရင်မှတ်သားတယ်စစ်စစ်မပြတ်စစ်စစ်ခြင်းနေတယ်စီးစိတ်တကြစီမံဆောင်နေတာတွေ့ရတယ်။ဒါတွေကိုလူခွေကြီးဗာညာနဲ့ပြောနေကြတဲ့လူတွေနိုင်ငံတော်လုံကျွေးရေးကို liberal wala နဲ့ချိန်တိုးရောက်ချခဲ့တဲ့လူတွေကတိတိဆိုးရိုးတွေခံရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပါကြာခုကျွန်တော်ပြောနေတာကဒါနံပါတ်၁နိုင်ငံတော်ရဲ့ဒရိုင်းပါ။ဟုတ်ပါပြီဗျ။အင်မတန်ကျေးဇူးတင်ဖို့ကောင်းတဲ့စစ်ကောင်းဆောင်ကြီးနေရာတိုက်တီလုံကျုံရေးအတွက် ဘာတွေလုတ်ခဲ့လဲဆိုတော့သူတရိုင်း၅ရက်ကာတွေပေါ့ဗျာနံပါတ်၁တရိုင်းလုံကြုံရေးတရိုင်းလို့သူပြောပါတယ်လုံကြုံရေးတရိုင်းထဲမှာသူအဓိကကိစ္စနှစ်ခုပြောသွားပါတယ်နံပါတ်၁ကတော့နေကြောင်ရေးတက်ဖွဲ့ကိစ္စပါအဲနောက်တစ်ခုကတော့ဆွဲတင်စစ်ကိစ္စလို့သိရပါတယ်အမှန်တကယ်တော့နေကြောင်ရေးတက်ဖွဲ့ဆိုတာ၂၀၁၄ခုနှစ်မှာပေါ်ပေါက်လာတဲ့အဖွဲ့အစည်းဖြစ်တယ်သူရဲ့နေကြောင်ရေးတက်ဖွဲ့ရှိမှာနာဆာကဆိုပြီးတော့ကျွန်တော်ကိုယ်စားလှယ်နောက်ပိုင်းတွေကဖွဲ့လာတယ်နေစက်ဒေတာကုတ်ကေးရင်နော်ဒီစုပေါင်းအဖွဲ့ပေါ့ဗျာစုပေါင်းအဖွဲ့ဆိုတာရဲပါတယ်စစ်တပ်ပါတယ် အဲလူဝင်မှုကြီးကြပ်ရေးပါရယ်စသည်ဖြင့်ပေါ့ဒီလိုပေါင်းစည်းထားတဲ့အဖွဲ့ဒီ NASA က NASA ကလက်ဝေခံတာဘာတူလဲဆိုတော့သုံးသပြောတဲ့နေသားတော်ရေးတက်ဖွဲ့ ဒါလေးကဘာမှာဟုတ်ပါဘူးဒီလူဒီလူမျိုးတုံးတက်ထမှုပြဿနာတွေရိုဟင်ဂျာပြည်သူတွေအပေါ်မှာဖိနှိပ်မှုတွေကျွန်တော်ရှေ့မှာ2013မှာထစ်ခဲ့တဲ့မြန်မာစစ်တပ်ကလူခွင့်ချိုးဖောက်မှုကိစ္စတွေပေါ့နော်ဒီလူမျိုးရေးဘာသာရေးအထူးအုံအနေနဲ့ပတ်သက်ပြီးတော့သူတို့ကျူးလွန်ခဲ့တဲ့ကိစ္စတွေအတွက်နိုင်ငံတကာရဲ့ဖိအားကြောင့်ဒီ NASA ကလို့ခေါ်တဲ့နေဆက်တဲ့ကုတ်ကဲအဖွဲ့ချုပ်ကိုဌာနချုပ်ကိုသူတို့ဌာနကိုထက်သိမ်းရတယ်ထက်သိမ်းပြီးနေကြသောရေးအဖြစ်အစားထုတ်ခြင်းဖြစ်ပါတယ်။ဟောငကိုရီကလည်းနေကြသောရေးရှိနေတာမဟုတ်ပါဘူးဒီမှာမှနေကြသောရေးရှေ့ကအဖွဲ့ဖြစ်တဲ့ NASA ကကိုလူခွင့် ီလူခွင့်ရေးချိုးဖောက်မှုတွေလူနှုံးသက်သက်မှုကျူးလွန်တဲ့နေရာတွေမှာအဓိကအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်ခဲ့တာကိုလည်းတွေ့ရတယ်။ဥပမာဆိုရင်ရိုဟင်ဂျာလူမျိုးတွေကိုပဲကွက်ပြီးရောကလိမွေးဖောက်မှုထိန်းသိမ်းရေးဥပဒေတွေပြဋ္ဌာန်းပြီးရောဟိုလူဦးရေတားဆီးပိတ်ပင်တာနေရာတောင်းရွှေ့တာအနောက်ဆုံးလက်ထပ်ထိန်းခြင်းကိစ္စအစလင်မယားနှစ်ယောက်အဝါရဝိဘာပြုတ်ပြီးကလိမွေးမဲ့ကိစ္စအစုံပြောရရင်တော့ဒီဟာခဏလမ်းပေါ်မှာလမ်းလျှောက်နေတာကနေခြံောင်နေသည့်အစုံ အကုန်လုံးရိုဟင်ဂျာပြည်သူတွေပေါ်မှာရိုဟင်ဂျာလူမျိုးတွေပေါ်မှာဥတည်ယူရချက်ရှားထားပြီးတော့ဒီလူမျိုးတွေရဲ့တင်ညာရေးကျန်းမာရေးရှင်သန်နိုင်စွမ်းเนาะဒီလိုအခွင့်အရေးတွေကိုကျိုးပေါက်ပြက်စီးပြီးတော့လူမျိုးတုံ့သွောက်အောင်ရွေချက်ရှိရှိလုပ်တဲ့အထက်မှာဒီ NASA ကဒီထိတ်ဆုံးအောင်ဖြစ်ပါတယ်အော်ဒီ NASA ကလို့ပြောတဲ့ခါမှာအခုကိုစစ်ခွေး NASA ကနေခင်ဗျားတို့မမားပါနဲ့နော် NASA ကလို့ပြောတဲ့ခါမှာဒါဒီနေသားတောင်ရေတပ်ဖွဲ့ရှေ့မှာရှိခဲ့သော NASA ကိုပြောတာပါအဲ့မှာဒီ NASA ကဒီအဓိကအထင် ရိုဟင်ဂျာလူမျိုးစုတွေကိုဖိနှိပ်တဲ့အခါမှာဒေသန္တရအမိန့်တွေကိုထုတ်ပြီးတော့ဟိုဒီစစ်တပ်နဲ့ပေါင်းပြီးတော့တင်းတင်းထန်ထန်ဖိနှိပ်ပြီးတော့ဒီရိုဟင်ဂျာတွေကိုအမိုးပွင့်အကျဉ်းထောင်လို့ခေါ်ရမယ့်ပုံစံမျိုးပေါ့ကျွန်တော်တို့ဒီလိုရွာတွေထဲမှာရွာတွေထဲမှာထားပြီးတရွာနဲ့တရွာသွားပြီးဆိုရင်ရွာထွက်လက်မှတ်တွေဒါမျိုးတွေကအစယူခိုင်းပြီးတော့ဖိနှိပ်ထားတဲ့သူတွေပဲဖြစ်ပါတယ်အဲ့တော့ဒါဒီဟိုနေကြသောရေတပ်ဖွဲ့ဆိုတာကတော့ဒါဂျီနိုဆိုက်ကိုကျူးလွန်ခဲ့တဲ့ ကျူးလွန်မှုတစ်ခုပါလူနေလို့တက်ထက်မှုရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီကျူးလွန်မှုရဲ့ဒီဟာကိုဒါတော့ဂုံယူဝင်ကြသွားတယ်ငါတို့လုတ်ခဲ့ပါတယ်လို့ပြောခြင်းဒီတက်သိခံခြင်းပဲဖြစ်ပါတယ်ဒီတက်သိပေးတဲ့အတွက်ခင်ယူကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့သူဒီအဲ့ကာလမှာအဲ့အချိန်မှာဒီမှာစစ်တပ်မှာထိတ်တန့်ရလူနေရှိနေတယ်လူဖြစ်တယ်လို့ကျွန်တော်တို့ဒါတိမ့်စိန်အစိုးရလက်ထက်မှာလည်းဝင်ကြီးတယောက်ဖြစ်ပါတယ်သူဒီလူနေလို့တက်ထက်မှုကျူးလွန်မှုရဲ့ကိစ္စတစ်ခုကိုတက်သိခံပေးနေတာပါ ဟုတ်တယ်သူတို့လုတ်ခဲ့တယ်အဲ့တော့ဘာဖြစ်ဘာပြောချင်တာလဲတော့မသိဘူးပေါ့ဗျာလုတ်ခဲ့တယ်ဘာဖြစ်လဲကွာလို့ပဲပြောချင်တာလားအဲတော့မို့အသိဉာဏ်ခေါင်ပါနဲပန်းလုံးအကြီးလို့ပဲဒီလိုမျိုးတွေထုတ်ပြောနေရလားတော့မသိဘူးပေါ့အဲ့တော့သူနောက်ထပ်ပြောတဲ့ကိစ္စဆွဲတင်စစ်ပါဆွဲတင်စစ်လို့ပြောတဲ့အခါမှာလဲအရှိမာရေကဒါ2985လောက်ထဲက အဲ1988မှာကျွန်တော်နိုင်ငံမင်းစစ်စင်ရေးစတဲ့အချိန်ကြီးကရိုဟင်ဂျာရွာတွေကိုဝင်ပြီးတော့စီးတယ်အိမ်မှာရှိတဲ့လူတွေရဲ့လူတွေကိုဆွဲတင်စစ်လုပ်တယ်ဓာတ်ပုံတွေရိုက်တယ်အချက်လက်တွေစီးရင်သွင်းတယ်ဒါပေမဲ့ဒီလိုလွယ်လွယ်ကူကူကောင်းကောင်းမွန်မွန်လုပ်ခဲ့တာမဟုတ်တာရွာတွေကိုမီးရှို့တယ်ရွာသားတွေကိုမောင်းထုတ်တယ်မျိုးသမီးတွေကိုမဒိန်ကျင်တယ်ဒါဒီကျွန်တော်88 92နော်ကျွန်တော်2018မတိုင်ခင်2008 90မှာလေအဲ့လိုအိမ်ထဲမှာဓာတ်ပုံတွေရိုက်လူစီးရင်နဲ့နံမတ်နဲ့အတိအကျသူတို့ဆွဲတင်စစ်ဆိုပြီးလောက်ကြတာတွေ့ပါတယ်နောက်ပိုင်းကျတော့လေ ဟိုဘယ်လိုပြောမလဲဒီမိုကရေစီအသွင်ကူးတောင်းမှုကာလရောက်လာတော့လေဒါမိုးပွင့်စီမံချက်တို့ဘာရောနဲ့မှတ်ပုံတင်ထုတ်ပေးရဆိုရဲခေါင်းစဉ်အောက်မှာအဓိကယူရချက်ကတော့ရိုဟင်ဂျာလူမျိုးတွေကိုဘင်္ဂါလီဆိုပြီးသူတို့စိတ်ကြိုက်ပုံသွင်းနိုင်မှုအတွက်ဒီရိုဟင်ဂျာတွေမှာခိုင်ခိုင်မာမာရှိပြီးသားနိုင်ငံသားဖြစ်မှုဆိုင်ရာတည်တည်အထောက်အထားတွေကိုထောက်ထပ်ဖို့ကြိုးစားတဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်ဒါလေးဂျီနိုဆိုက်မှာအင်မတန်အရေးပါတဲ့ကျူးလွန်မှုတစ်ခုဖြစ်ပါတယ်အဲ့လိုလုတ်တဲ့အခါမှာသူဒီဒီရိုဟင်ဂျာတွေကင်လာတဲ့မှတ်ပုံတင်နေဒီမှတ်ပုံတင်နေကိုပြန်သိမ်းပြီးတော့ ဒါမောင်းနှင်ထုတ်တာတကောင်စင်းတွေကိုဖြက်စီးပြစ်တာဆွဲတင်စစ်လုပ်တယ်ဆိုပြီးနောက်ဆုံးကျတော့နှစ်ပေါင်းများစွာတွေကနိုင်ငံသားအရင်တော့အမှတ်ပုံတွေခေါ်ရကြတာ90ရဲ့နောက်ပိုင်းမှာတော့နိုင်ငံသားစစ်စီရဲ့ကြက်ပြထက်သွားတယ်ပေါ့ပန်းရောက်ကဒါမျိုးတွေကိုယုတ်သိမ်းပြီးတော့ဒီရိုဟင်ဂျာလူမျိုးတွေကိုဒါနိုင်ငံမိတ်ကတ်လို့ပြောရမှာပေါ့နိုင်ငံမိတ်ကတ်လို့ပြောရမယ်အဲ white cat ပေါ့နော်ဒီလို white cat မျိုးတွေထုတ်ပေးတယ်နောက် NCV MVC လို့ခေါ်တဲ့ National Verification Card ဆိုတဲ့ကတ်မျိုးတွေကိုတခါအပြာရောင်လေးတွေအဲ့ဒါမျိုးလေးတွေထုတ်ပေးတယ် ဒါဒီဆွဲတင်စစ်ဆိုတာရိုဟင်ဂျာတွေကိုဒါမျက်စိတောက်တောက်ကြည့်နေအောင်နေမကဘူးသူတို့လူခွင့်ရချိုးဖောက်ဖိနေပြီးသူတို့နိုင်ငံသားဖြစ်မှုအခြေအနေတွေကိုရုတ်ရော်တိမ်ပါသွားအောင်စနစ်တကျလုပ်တဲ့လှုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့သူတို့ရဲ့လုံခြုံရေးတိုင်းကာဝင်ပြီးရိုဟင်ဂျာလူမျိုးတွေပေါ်မှာလူမျိုးလုံးတက်ဖြတ်မှုကျူးလွန်တဲ့ကောင်းမွန်တဲ့အထောက်အထားတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ဆက်ကြည့်အောင်သူ့ရဲ့နံပါတ်1တိုင်းကဘာဖြစ်မလဲဆိုတဲ့ကိစ္စ။နောက်နံပါတ်2တိုင်းကတော့တိတ်ဒေသတွေမှာတိုင်းရင်းသားကြည့်ရတယ်ဒီဆောက်ပြီးအခြေခံတွေတိုင်းပြုတ်ခဲ့တဲ့စနစ်ပါ။ကျွန်တော်တာဝန်ထမ်းဆောင်နေခြင်းလုံးကတော့ အဲ့ဒီဒါမှတိုင်းသားရွာရဲ့လို့24ရွာရှိတယ်ဗျအဲ့တော့သူ့ရဲ့ဒုတိယတရိုင်းနာတလရွာပါနာတလခြေရွာဆိုတော့နေဆက်ဒေသတိုင်းသားလူမျိုးများဖွံ့ဖြိုးရေးနှင့်တိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလို့ခေါ်တယ်ဗောနော်ဒါ1990နှစ်ခုနှစ်လောက်မှစလာတဲ့အာဒါအစိုးရရဲ့ဝင်ကြီးဌာနအောက်မှာရှိတော့ဌာနတစ်ခုဖြစ်ပါတယ်ဌာနခွဲတစ်ခုဖြစ်ပါတယ်ဒီနေသက်ဒေသနေသက်ရေးရဝင်ကြီးဌာနဖြစ်မယ်နေသက်ရေးရဝင်ကြီးဌာနအောက်မှာရှိရဌာနခွဲတစ်ခုဖြစ်ပါတယ်ဒီနာတာလာစီမံကိန်းကနေပြီးတော့ရခိုင်ပြည်မာရင်မကောက်ကျွန်တော်ချင်းတို့ရှမ်းတို့ ော်တချို့ပြည်နယ်တွေမှာပါဒီလိုတိုင်းရင်းသားကျွေးရလို့သူတို့ခေါင်းစဉ်တက်ထားတဲ့ရွာတွေကိုဟိုဝင်ရောက်ပြီးတော့ဟိုတိဆောက်တာကိုတွေ့ရတဲ့အဲ့ region တွေထဲမှာဥပမာတရားကျွန်တော်ရှင်းရှင်းပြောမယ်ရခိုင်တီကိုကြည့်မယ်တရားဘူရီတောင်တို့မောင်တို့တို့ကြည့်မယ်အဲချင်းမှာရခိုင်ကိုစပြောကြည့်အောင်ဘူရီတောင်တို့မောင်တို့တို့ရှိမယ်အဲ့မှာဆိုရင်အဲရခိုင်လူမျိုးတွေနေထိုင်နေရွာတွေရှိမယ်ရိုဟင်ဂျာတွေနေထိုင်နေရတဲ့ရှိမယ်မျိုးတွေခမီးတွေစသည်ဖြင့်ပေါ့နော်ဒိုင်းနက်တွေဒီလိုလူမျိုးတွေနေထိုင်နေရွာတွေရှိမယ်ဒါတွေဒီသူ့ဒီနေရာမှာရှိနေပြီးသားရွာတွေဖြစ်ပါတယ်အဲ့နေရာမှာသူတို့က တို့ရဲ့တခြားတော့ဗောနော်ဟိုစီမံကိန်းတွေကိုအကြောင်းပြပြီးနေသက်ဒေသမှာဖွံ့ဖြိုးတိုးတက်လာအောင်တိုင်းရင်းသားတွေဖွံ့ဖြိုးတိုးတက်လာအောင်စီမံကိန်းချရဲဆိုပြီးရွာအတစ်တွေတင်ပေးပါတယ်ပေးကြပါတယ်အဲ့ရွာတွေဗောနော်အဲ့ရွာတွေကိုသူကဒါဒီနာတလာခြေရွာတွေလို့ခေါ်ပါတယ်နာတလာခြေရွာတိဒါအဓိကတော့ရိုဟင်ဂျာနဲ့ရခိုင်နဲ့ဂျာမာပြိပခပုံမှုထစ်ပွားအောင်ပုံမှုကြီးမားလာအောင်ဒါအပြင်ရခိုင်ကိုရိုဟင်ဂျာကို စောင့်ကြည့်နိုင်အောင်အကုန်လုံးထိမ့်သိမ်းဖို့အတွက်စစ်တပ်ကလည်းရွေချက်ရှိရှိဖွဲ့စည်းထားတဲ့ရွာတွေပဲဖြစ်ပါတယ်ကျွန်တော်ချင်းဒီဘက်မှာရှိရလေတွေ့ရတယ်တချို့ရှမ်းဒီဘက်မှာလည်းတချို့ရွာတွေရှိတာကိုကျွန်တော်တွေ့ရတယ်ဒီလိုရွာတွေပေါ့သူကဒီရိုဟင်ဂျာတွေအများဆုံးနေထိုင်တဲ့ဒီဒေသမှာဒါနတ်တလရွာ24ရွာထူထောင်ပေးခဲ့တယ်လို့ဆိုပါတယ်ဒီလိုနတ်တလရွာတွေကိုကျွန်တော်လေ့လာကြည့်မယ်ဆိုလေနှစ်မျိုးနှစ်စားရှိပါသေးတယ်အဲ့ဒါတို့စုစည်းကျေးရွာနဲ့ရွှေချောင်းကျေးရွာလို့ခေါ်ပါတယ်စုစည်းကျေးရွာဆိုတော့ဗာလဲဆိုအဲ့ဒီဒေသမှာရှိတဲ့ဒေသသားတွေမဟုတ်ပါဘူး ဒေတာသားတွေမဟုတ်ပဲအထက်ဗမာပြည်တော့ဗမာပြည်အောက်ပိုင်းတော့မှာရှိနေတော့ဒါဆင်းပုံမှန်ပထမဆုံးဆင်းရတော့ဆင်းရတဲ့သူတွေလို့ကျွန်တော်ပြောလို့ရတယ်ဒုတိယဆင်းအောင်နှစ်ရှစ်ထောင်နဲ့ကြာခံနေရတဲ့သူတွေစိတ်ဝေဒနာခံစားနေရတဲ့သူတွေတချို့ကုသရောဂါရှိရတဲ့သူတွေကိုစူးစီးပြီးတော့ဘဝသစ်ပြန်လေးထူထောင်ဖို့ဘဝသစ်စီမံကိန်းဆိုတဲ့ဟာမျိုးနဲ့တွဲဖက်ပြီးတော့ကျွန်တော်လဲတွေပေးတယ်၊နွားတွေပေးတယ်၊အိမ်တွေစောက်ပေးတယ်၊အိမ်ပုံစံတူတွေစောက်ပေးတယ်အဲ့မှာနေရချတယ်အဲဒါစူးစီးကြေးရတဲ့ဘောပေါ့ရွှေတောင်ကြေးရလေဒီလိုပဲဒါမဲ့ဘသူတွေလဲဆိုတော့ သူတို့တစ်ချိန်လုံးဆွတ်ဆွေးနေသလိုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေရခိုင်တီကိုခိုးဝင်လာပါတယ်ဆိုရင်သူတို့အခုဘင်္ဂလီတွေမဟုတ်ပါဘူးတကယ်တမ်းတော့ဘင်္ဂလားဒေ့ရှ်ဘက်ကနေရခိုင်တီကိုခိုးဝင်လာတဲ့ဗုဒ္ဓဘာသာကိုးကွယ်သောသူတို့ရခိုင်လူမျိုးအထက်ယူဆထားသောလူတွေကိုရွာတည်ပေးခြင်းဖြစ်ပါတယ်ဒါရွှေတောင်ကြီးရွာလို့ခေါ်ပါတယ်အဲ့လိုရွာတွေတည်ပေးပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ဘက်ကရောက်လာတဲ့သူတွေကိုဒီနေရာမှာထားတယ် ထားပြီးတော့အဓိကတော့တို့ကဘာပြောရလဲဆိုတော့ဒါမွတ်စလင်နဲ့ဟိုဟာဂျားမာလူဦးရေနှိမ့်သွားအောင်တို့လှုပ်ဆောင်နေလို့ပြောပေမယ့်ဒါတွေဒီပြဿနာပေါ်ပေါက်ဖို့အတွက်အထူးဖန်တီးထားတဲ့လက်နက်တွေပဲဖြစ်ပါတယ်။ဒါအပြင်ဒီနာတာလာရွာတွေမှာနေထိုင်ကြတဲ့သူတွေကလည်းငဂိုရီကဒီအထူးသဖြင့်စူးစီးကြရွာတွေပေါ့နော်။တို့ကငဂိုရီကလည်း ြည်မမှာနေထိုင်လာပြီးတော့တခြားကြုံရလုပ်ငန်း၊ကြာပန်းလုပ်ငန်းတွေနဲ့လုပ်ကင်လာလေးဖြစ်နိုင်တယ်။တခြားအသက်မွေးကြောင်လုပ်ကင်လာလေးဖြစ်နိုင်တယ်။အဲ့တော့အဲ့နေရာမှာတို့နွားတွေလေတွေကျွေးနေနေထားပေမဲ့လည်းတို့မလုံနိုင်တဲ့အခါကျတော့ဒါတွေကိုရောင်းချတာဒေါမို့တစ်ထက်ခါထပ်ပြီးတော့လောင်းကစားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာတာအဲနောက်တချို့ဆက်ဆက်ပြီးတော့ဒီ prostitute နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကင်လာတာမျိုးအထိကျွန်တော်တို့တွေ့ရပါတယ်။ဒါနတ်တလရွာတွေပါ။ဒီကျွန်တော်ဗီဒီယိုကြည့်ရှုကြမယ်ရခိုင်ပြည်မှာရှိသောဒီရိုဟင်ဂျာညီကိုတွေနော်ဒီမှာတွေ့ခဲ့ဘူးတဲ့ကြုံခဲ့ဘူးတဲ့နတ်တလရွာတွေအကြောင်းနေရှင်းရင်လေကျွန်တော် ခုံးမဲ့မှာမဲ့မေးဖို့နေတာရခံလို့တယ်နောက်တစ်ခါကျတော့တခြားနေသေးလူမျိုးဘာသာမဆိုဖို့ဗျာကို့အတွေ့အကြုံကဒီနာတာလာရွာလို့ခေါ်တဲ့စစ်တပ်ကထူထောင်နိုင်ရွာတွေအကြောင်းသိရင်လေခုံးမဲ့မှာမဲ့မေးဖို့ကျွန်တော်ပြောချင်ပါတယ်အခုတည်းကကျွန်တော်ပြောခဲ့တာတော့နှစ်ပိုင်းရှိပြီသူ့ရဲ့မဟာယန်တိုင်းငါးခုတည်းကနှစ်ခုပေါ့အော်မဟာယန်တိုင်းတတိယတစ်ခုအကြောင်းနားထောင်ကြည့်မယ်နောက်တတိယတိုင်းကတော့ကာဝေးတိုင်းဆိုရမှာပါလက်သက်ဒေသလူမျိုးတွေအတွက်တမတော်တိုင်းတပ်ဖွဲ့တွေကိုအင်းနဲ့အားနဲ့တိုးချဲ့တိစောက်ချင်းဖြင့်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်နေမျိုးထိမ့်သိမ်းဆောက်ရှောက်ဖို့စီမံခဲ့ကြတာပါဟုတ်ပါတယ်နိုင်ငံတော်ရဲ့ အချုပ်ချအာဏာကိုထိတော့ဖို့ဆိုတဲ့ဟာထက်ဒီနေရာမှာရိုဟင်ဂျာတို့မဟုတ်သူတို့ပြောရဲခိုးဝင်ဘင်္ဂါလီဆိုတဲ့ပြဿနာကိုအကြောင်းပြုပြီးတော့ဒီသူတို့ရဲ့နှစ်ပေါင်း200ကျော်ကိုလိုနီပြုကျင့်ထားတဲ့ရခိုင်ပြည်လွတ်လပ်ရေးရသွားမှာဆိုတဲ့အတွက်ရခိုင်ပြည်နဲ့ရခိုင်လူမျိုးရခိုင်ပြည်သားတွေအလုံးဖိနှိပ်ဖို့လုပ်တဲ့စီမံကိန်းပါပဲဒါဒီကာကွယ်တိုင်းလို့သူတို့နာမည်လှလှတက်လိုက်ပေမဲ့ဒီရခိုင်ပြည်ထဲမှာရှိတဲ့ကျွန်တော်တို့အဲဒီမျိုးနေတွေเนาะဒီရခိုင်ပြည်လို့သတ်မှတ်ထားတဲ့နေရာအလုံးမှာတိုက်ခိုက်ရေးတက်တွေကျွန်တော်လက်ယုံတက်တွေနေကြောင်တက်တွေ တရင်ဌာနချုပ်ပေါင်း80နဲ့တရာအတွင်းဖွဲ့စည်းတည်ဆောက်ထားတာကိုခင်ဗျားတို့တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်မဝေးသေးတဲ့တမိုင်းမှာဆိုရင်2019မှာလူနှုံးတက်ထက်မှုကျူးလွန်မှုကိုလက်ထိလက်ရောက်ဆောင်ရွက်ဖို့အတွက်တက်မှတ်33နဲ့တက်မှတ်69ကိုဒီဒေတာအတွင်းကိုသွတ်သွင်းပြီးတော့တက်ထက်ချိန်မုံတဲ့လုပ်ငန်းတွေလှုပ်ဆောင်နေတာကိုလည်းတွေ့ရပါလိမ့်မယ်။ဒါဒီကာကွယ်ရေးတိုင်းမဟုတ်ပါဘူးလူသက်လက်နက်ပဲဖြစ်ပါတယ်။ဘာမှကာကွယ်ဖို့မဟုတ်ပါဘူးဒေတာတွေမှာရှိတဲ့ပထမအဆင့်ရိုဟင်ဂျာတွေကိုလူနှုံးတက်ဖို့ဒုတိယအဆင့်ရောရခိုင်ပြည်သူတွေရခိုင်တော်လှန်ရေးသမားတွေကိုဖိနှိပ်ဖို့ ဟိုလူခွင့်ချိုးဖောက်မှုတွေကိုစက်တိုက်ကျူးလွန်မှုအတွက်စစ်တပ်ကစီမံထားတဲ့ဒရိုင်းတစ်ခုပဲဖြစ်ပါ Sorry သူတို့ဒရိုင်းဒရိုင်းပြောလို့ကျွန်တော်လည်းဒရိုင်းဖြစ်ကုန်ပြီလက်နက်တစ်ခုပဲဖြစ်ပါတယ်ဘာဒရိုင်းမှမဟုတ်ပါဘူးဗျအဲ့တော့သူတို့ရဲ့နံပါတ်လေးဒရိုင်းအောင်ဘာဖြစ်မဲ့ထင်လဲစက်ကြည့်မယ်နံပါတ်လေးဒရိုင်းကတော့နေစားတလျှောက်တက်နိုင်တဲ့ဘဏ္ဍာကူပုံတီးပြီးတော့ဗျာကျွန်တော်တို့ချန်စီယိုတွေပိတ်ဆို့ကာရန်ဆောင်ခဲ့တာဖြစ်ပါတယ်နေသချင်စီကိုခက်တဲ့ကိစ္စနည်းနည်းလေးရှုပ်ထွေးတယ်ဒီနေရာမှာပြောရမယ်ဆိုရင်ခါကြောင့်ခင်ဗျားတို့ထင်လိုက်မယ်နေသမှာချင်စီကိုခက်တာဘာမှလဲ အမေရိကန်မှာလည်းခတ်နေတာပဲဘယ်နိုင်ငံမှာလည်းခတ်နေတာပဲအခုလေအိန္ဒိယနဲ့ဒီချင်းဒီကြားထဲမှာဒါနေသက်ခြံစည်းကိုခတ်ဖို့အိန္ဒိယပြောနေတဲ့အချက်တွေရှိတယ်တရုတ်နဲ့ဗမာကြားမှာလည်းခြံစည်းကိုခတ်တာပဲဒါပေမဲ့ကျွန်တော်ဒီနေရာမှာပြောချင်တာ intent ကိုခေါ်ရရည်ရချက်ပါနေသက်ခြံစည်းကိုဘယ်အချိန်အခက်ခဲလဲဘယ်လိုခတ်နေလဲဘယ်လို process လဲဒီနေရာမှာခင်ကြီးဆိုလိုညွှန်းဆိုတဲ့နေချက်နေသက်ခြံစည်းကိုခတ်တယ်ဆိုတဲ့လုပ်ငန်းစဉ်ဒီ2019ခုနှစ်နောက်ပိုင်းမှာတင်းတင်းထန်ထန်သူတို့အာတုံခွန်တိုက်ကြိုးပွားခဲ့တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် ဘာကြောင့်လဲဆိုသူတို့မောင်းနှင်ထုတ်လိုက်တဲ့သူတို့မီးရှို့လိုက်တဲ့အဲဆိုတော့ကျွန်တော်နတ်တလာပြောင်းတော့ကြံခဲ့တဲ့နော်ဒီနတ်တလာရွာတွေထူထောင်နေဆိုရင်ဒီမွတ်စလင်တွေပိုင်နေလေယာဉ်တွေဒေသခံတွေပိုင်နေလေယာဉ်တွေတို့တိမ့်ပြီးတော့သူတို့လော်ဝဲကြီးအုပ်ဖို့ကြိုးစားတာပေါ့ဒီ2010 clearance operation ဆိုတဲ့အောက်မှာ ranger လူမျိုးတွေကိုဒီလိုမောင်းနှင်တက်ဖြတ်ပရင်းကျင့်လုတ်ခဲ့ပြီးကြံခဲ့တဲ့ရွာတွေကိုမီးရှို့တယ်မီးရှို့ပြီးသူတို့နေရာတွေကိုအတောင်ရှင်းလိုက်တယ်အတောင်ရှင်းပြီးတဲ့နေရာမှာအဲ့မှာကျွန်တော်တို့ စက်မှုလုပ်ငန်းတွေစက်မှုစုံတွေထူထောင်ဖို့ဆိုအဲ့ချိန်တုန်းကရှိတဲ့နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်တွေအတူဒါနိုင်ငံဟိုဗမာတီးယားခရိုနီစီးပွားရေးသမားတွေတွားကြည့်ကြတယ်နော်အဲ့နာမှာတော်ဒီဟိုရိုဟင်ဂျာပြည်သူတွေသွေးမချောက်သေးတဲ့နေပုံမှာဟီလာထရီမိုးပြီးတော့အဲ့ဘာအောင်မွေးခံကြတဲ့ပုံတွေခင်ဗျားတို့ online မှာလွယ်လွယ်ကူကူရှာကြည့်လို့ရပါတယ်ဇော်ဇော်တော့ဘာလို့ပါပါတယ်အဲ့ဒီမှာအဲ့လိုပဲဒီနေကြာခြံသီးကိုခတ်တယ်ဆိုတော့သူတို့ဆက်လုံးမဲ့စီမံကိန်းတွေကိုအကောင့်ထဲမပေါ်နိုင်မို့ ဒီလိုပြန်ဝင်လာမယ့်ရိုဟင်ဂျာတွေကိုအလွေတကူပြန်ဝင်လို့မရအောင်ပြန်လာမှစိုးရိမ်အတွက်ကြီးဝဲချက်ရှိရှိလှုပ်ဆောင်ချက်ဖြစ်ပါတယ်အဲ့လိုလှုပ်ဆောင်မှုအတွက်လေဒီ Chronicle Company တွေပေါ့နော်ဒီ Cambodia ကတော့ Mass တို့ဒီဒါ Justice for ဟိုမြန်မာကနေထုတ်ဝေတဲ့ဒီအချက်လက်တွေမှာလည်းကျွန်တော်ကြည့်လို့ရသလိုနိုင်ငံတကာအစီရင်ခံစာတွေမှာလည်းတို့ကဒါနိုင်ငံတကာအဆင့် crime တွေပေါ့နော်ဒီနိုင်ငံတကာအဆင့်ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့ကုမ္ပဏီတွေဖြစ်တဲ့အတွက်ဒါတွေကိုတရားစွဲဆိုအရေးယူမှုတွေတိုက်တွန်းထားတာကြီးကျွန်တော်ရှိတာတွေ့ရပါတယ် ဲ့တော့နေသက်ခြံစည်းကိုခတ်တယ်ဆိုတာရည်ရွယ်ချက်ကောင်းရည်ရွယ်ချက်ဟိုဟာနဲ့ခတ်တာမဟုတ်ဘူးဘာလို့ဖို့ခတ်တာလဲဆိုတော့ဒီလူနှလုံးတက်ဖြတ်မှုကိုပို့ပြီးနောက်တစ်ဆင့်တိုးပြီးတော့ရိုဟင်ဂျာပြည်သူတွေပိုင်ဆိုင်တဲ့နေရာတွေကိုတိမ့်ပိုက်နိုင်ဖို့ဒီလူတွေပြန်မလောင်လို့ဖို့ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေလှုပ်ဆောင်ကြလို့ကျွန်တော်ကတော့သုံးသက်ချင်ပါတယ်အဲ့တော့နောက်ဆုံးတိုင်းကတခုပဲကြံပါတော့ရေးကြည့်လိုက်ပါမယ်ပြစမတိုင်းတို့ခေါ်တဲ့နောက်ဆုံးတိုင်းကတော့1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေဆိုတာကိုပြဋ္ဌာန်းပြီးတော့နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီစတင်ကြစီမံဆောင်ခဲ့တာဖြစ်ပါတယ်။ဒီညမှာလဲလူ့ခွင့်ရေး တန်းလူညီမရေးဆိုတဲ့ liberal သမားတွေရဲ့တက်ခိုင်မှုကိုကျွန်တော်နိုင်ငံကာလရှိကြတာခံရတယ်။သို့တော့သူတို့နားလည်ထားတဲ့သူတို့ရဲ့ယူဆတွေးခေါ်တာပဲခဏိသူတို့ကိုပြန်ပြီးဒုက္ခပေးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲတော့တင်းစမာစတိုင်းကတော့ခဏိကိုညှော်လင့်နေကြအတိုင်းပဲ1980နိုင်ငံသားဥပဒေပဲဖြစ်ပါတယ်။1980နိုင်ငံသားဥပဒေဆိုတဲ့နေရာမှာဒါဒီရိုဟင်ဂျာလူမျိုးတွေကိုလူနေလုံးတက်ဖြတ်မှုတွေမကောက်ဘူး။တီရောမှာရှိတဲ့ဗုဒ္ဓဘာသာမဟုတ်တဲ့နော်တခြားသောလူနည်းစုတွေလူနည်းစုဘာသာဝင်တွေအပေါ်မှာရွေကျက်ရှိရှိအစင်တန်းခွဲကြဖို့ဖိနှိပ်ဖို့အတွက်စီမံဆောင်ရွက်ထားတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်ထောင်ကွယ်ရှင်းတဲ့နိုင်ငံသားဥပဒေကိုဆိုရင်ဒါကျွန်တော်တို့ဒါဟိုဟာလေ့လာမှုတွေအရဆိုရင်ကျွန်တော်တို့ထူးဆိုဂျီနိုဆိုက်ပေါ့နော်ဂျီနိုဆိုက်ကလက်နက်တစ်ခုအဖြစ်တောင်ကျွန်တော်တို့ဆွဆွဲလို့ရတဲ့အတိရှိပါတယ်တကယ်လည်းဒီထောင်ကွယ်ရှင်းတဲ့နိုင်ငံသားဥပဒေကိုလက်နက်တစ်ဖွဲ့လုတ်ခဲ့ပြီးတော့ရိုဟင်ဂျာလူမျိုးတွေတာမကတခြားသောကျွန်တော်တို့ဒီလူနေစုဘာသာဝင်တွေပုံဖိနှိပ်မှုတွေကိုအညာအညာမြန်မာစစ်တပ်ကကျူးလွန်နေတာကိုကျွန်တော်တွေ့ရပါတယ် ဲ့မှာမှသူပြောရတဲ့ထဲမှာနောက်တစ်ပိုင်းပေါ့နော်ဒီလို liberal အတွေးခေါ်ရင်းနဲ့နောက်ဆက်ခဲ့ကြတာတွေကိုတို့ရင်ဆိုင်ခဲ့ရတယ်အခုတော့ကဲမေဘေးတွေမင်းတို့မှတ်ပြီမဟုတ်လားမင်းတို့အနောက်နိုင်ငံအကောင်တွေငါတို့လိုစစ်ခွေးချင်းစစ်ခွေးချင်းမကြံလို့ငါတို့လိုတည်သူကိုမဖိနှိပ်လို့ငါတို့လိုလူမျိုးတုံးမတက်ထက်လို့မင်းတို့ immigrant တွေကဒုက္ခပေးနေပြီမဟုတ်လားဆိုတော့ကျူးရင်တန်ဟောပါကျွန်တော်ကြားလိုက်ရပါတယ်အဲ့တော့ငါတို့ကတော့အော်ရိုဟင်ဂျာတွေကိုတတ်တယ်လူနေသူဘာသာဝင်တွေကိုဖိနှိပ်တယ်နော်ခိုးဝင်လာတဲ့သူတွေအထက်တမုတ်တယ် အဲပြီးွားရင်ဥပဒေနဲ့လည်းဖိနှိပ်တယ်တနတ်နဲ့လည်းပြစ်တယ်ဓာတ်နဲ့လည်းခုတ်တယ်အချုပ်ထဲလည်းထည့်တယ်အမိုးပွင့်အချင်းထောင်နဲ့လည်းဖမ်းဆီးတယ်မင်းတို့ငါတို့လိုမှမလုံနိုင်တာကွာမလုံနိုင်တော့မင်းတို့အင်္ဂလန်တို့အမေရိကန်တို့ပြင်သစ်တို့ထိပြီးမှလားဆိုတော့ဟိုနိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်လို့ကျွန်တော်တို့ပြောရမှတော့အင်မတန်ရှက်ဖို့ကောင်းနေတိမ်ပြင်းတာတရားသိလားဟိုအတွေးခုညံ့တာတော့ကျွန်တော်တင်ရမတက်တာတော့မဟုတ်တိမ်ပြင်းတာစိတ်တက်ကွာတိမ်ပြင်းရုပ်ညံ့နေ စစ်သားကောင်းတစ်ယောက်ပေါ့ဗျာဒီလားဘသူအတွက်စစ်သားကောင်းလဲဆိုတော့မင်းအွန်လိုင်းတို့တန်းရွှေတို့အတွက်ဖြစ်ခဲ့တဲ့ရုံညံ့တင်ပြင်းတဲ့လူတယောက်ရဲ့စကားလို့ကျွန်တော်ဒီနေရာမှာသုံးသက်ချင်ပါတယ်အခုကတော့သူကတိုင်းကားကိုပြီးသွားပြီအခုသူတယောက်ရဲ့ထဲမှာနောက်ဆုံးအပိုင်းလေးကိုကျွန်တော်ကြည့်ကြည့်မယ်ခဏိကျွန်တော်နိုင်ငံကတော့ပြည်တွင်းမှာခုနေနဲ့ညီတရားဝင်တင်နေကြတဲ့လူမျိုးစုဘာသာစုံတွေဟာဘာသာပေါင်းစုံချစ်ချစ်ချင်းတွေဆိုရဲကောင်းစင်အောက်မှာအေးအေးချမ်းချမ်းနေထိုင်နေရှိကြပါတယ်ကျွန်တော်ပြောချင်တာကတော့ဗျာချုပ်ကတော့ကျွန်တော်နိုင်ငံတော်ကြီးမှာလူမျိုးစုဘာသာစုံအားလုံးဟာခုလိုပဲချစ်ချစ်ချင်းတွေဆိုရဲနဲ့ကပတော်မှာတက်တနာတွေပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့ပိုမိုတည်ငြိမ်အေးချမ်းစွာပြုတ်လိုက်ဖြစ်တဲ့နိုင်ငံတော်အကျိုးအတွက်စီလိုညင်ညွတ်စွာဆောင်ရည်ရေးဟာအထူးကကြတယ်လို့ကျွန်တော်ယူဆမိပါတယ်။ Okay အပိတ်ကလေးကတိတ်လာပါတယ်။ तू ကမသိရင်တော့ဒီ crime တွေညာသဘွမှုတွေကိုဘာမှမကျူးလွန်ထားတဲ့သူတော်စင်သူတော်ကောင်းကြီးဖရဲတကာကြီးဆိုရယ်ယုံနေပေါ့နော်။နောက်ဆုံးမှလည်းဒီဖရဲရုပ်ပွားတော်ကြီးပုံနဲ့အော်အပိတ်ဗီဒီယိုလေးကိုတရထားတွေ့ရတယ်ပေါ့နော်အဲ့တော့ဥပဒေအရနေထိုင်တဲ့လူတွေစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့ဘာသာပေါင်းစုံချစ်ချစ်ရင်းနှီးပြီးနေရမယ်အေးဒါမဲ့မင်းတို့ diversity စကားလာမပြောနဲ့စုံလင်ကွဲခြားမှုအကြောင်းမပြောနဲ့ နော်မင်းတို့ဒန်းတူအခွင့်အကြောင်းမပြောနဲ့သူပြောကျင်တဲ့သဘောငါတို့ပေးတဲ့နေရာမှာငါတို့ပေးသလိုနေငါတို့ကြွေးသလိုစားငါတို့ခိုင်းသလောက်ပဲလုပ်ရင်မင်းတို့တွေဒါတိုင်းတီကိုစီလုံးညညွတ်ပြီလို့ယူဆလို့ရတယ်ဒီလိုတိုင်းတီကိုစီလုံးညညွတ်ဆောင်နေသွားမယ်အဲစသည်ထင်မို့ဘလာဘလာဘလာပေါ့ဗျာအဓိကကတော့ဘာမှတိုင်းတီရစီလုံးနေတာမဟုတ်တိုင်းတီစီလုံးညညွတ်တယ်လို့ပြောဖက်ကောက်ပဲဟဲ့ဖက်ကောက်ပဲတိုင်းတီရဗမာတီရတသက်လုံးနဲ့စီလုံးညညွတ်ခဲ့တာမဟုတ်ဆက်ပြီးစီလုံးညညွတ်ဖို့လည်းမရှိဘူးစီလုံးညညွတ်ဖို့ဆိုတဲ့အတွေးခေါ်ကဖက်ကောက်အတွေးခေါ်ဖက်ကောက်လောရမယ်အတွေးခေါ်ပဲ ကျွန်တော်ဘရောမစီးလုံးမှာမဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုပရိသတ်ခစ်တယ်မအောင်ကိုလိုနီမသိမ်းခင်မအောင်တစ်ဖွဲ့နဲ့တစ်ဖွဲ့အင်အားကြီးရဲ့သူကအင်အားသေးရဲ့သူကိုတတ်နေတာပဲနော်ဟိုမျိုးတဲ့နိုင်ငံထူထောင်နိုင်တဲ့လူတွေကမျိုးတဲ့နိုင်ငံမထူထောင်နိုင်တဲ့လူတွေကိုအနိုင်ကျင့်တယ်ဟိုနိုင်ငံထူထောင်နိုင်တဲ့လူကနိုင်ငံအချင်းချင်းယံဖြစ်မယ်ရခိုင်ရဲ့မွန်ရဲ့မြမာရဲ့ပတ်ချလေသုံးဖွဲ့ပေါင်းပြီးယံဖြစ်နေမယ်တခါတခါရှမ်းနေဟိုအဖြစ်မယ်နော်အဲ့တော့ဟိုဘယ်လိုပြောမလဲအုတ်ချုပ်ရေးစနစ်နော်မင်းနေတီတော့ပရိသတ်အုတ်ချုပ်ရေးကိုမထင်နိုင်တဲ့လူတွေကြတော့အကုန်လုံးကဝိုင်းပြီးအနိုင်ကျင့်တယ်ဒီလိုအခြေအနေကိုရှိခဲ့တာပါ ဒီလိုအခြေအနေရှိခဲ့ဘာမှကိုလိုနီခေတ်ဝင်လာလို့တိုင်းရင်းသားစီးလုံးညီနွေတက်ကြရရပါတယ်ဆိုတော့တကယ်ဖက်ကောက်လောရမယ်တွေးခေါ်ပဲဖြစ်တယ်ဘာမှစီးလုံးညီနွေဆိုတာမရှိဘူးကျွန်တော်တိုင်းပြည်မှာတကယ်လိုအပ်နေတာ diversity ဆိုရင်စုံလင်ကွဲပြားမှုကိုလက်ခံပြီးတော့ equality equity ကျွန်တော်ဒန်းတူညီညွတ်မှုရှိရမယ်ဆိုရင်စနစ်ကိုထူထောင်ဖို့လိုအပ်နေတာပါဒါကိုထမေဘူးရှာလွဲလှုပ်ပြီးပြောချင်တိုင်းပြောတယ်လေသာအေးအေးလေးနဲ့ တိုင်းဒီရောအမုံတရားတွေနဲ့ရိုက်သွင်းပြီးရောအနာဂတ်မှာထစ်လာမဲ့လူ့အဖွဲ့အစည်းရောဒန်းလူညီညာမှုတွေကင်းကွာပေါအောင်ရုပ်ရုပ်ပေါ်မှာပပဆက်ဆက်တွေးထားတဲ့ကြက်ခိုင်ပါတီတယောက်ရဲ့ကြက်ခိုင်ပါတီခေါင်းဆောင်တယောက်ရဲ့အတွေးခေါ်ပဲဖြစ်ပါတယ်အဲဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ဒါသူဒီဝင်ကြီးတယောက်ထစ်ခဲ့တယ် inservice တယောက်ထစ်ခဲ့တယ်ဒီကျူးလွန်မှုတွေမှာလည်းသူကိုယ်တိုင်ပါဝင်တာသူ့ရဲ့ထောင်ချက်လို့လည်းပြောလို့ရတယ်နောက်ပြီးတော့ဒါဒီသမဏမထစ်ခဲ့ဘူးဆိုဒီအချက်လက်တွေကိုသုံးပြီးတော့တော့မို့သူ့ရာထူးတွေထိခိုက်မိဆိုမင်းအွန်လိုင်းကိုကောင်းကောင်းကြီးကျွန်တော်တို့ကြောက်ချလို့ရတဲ့ ဖော်ကောင်စကားတွေလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်စဉ်းစားမှာခင်ရဖော်ကောင်လားပေါ့ခင်ဖော်ကောင်လုတ်ချင်နေရလားဒို့မဟုတ်သူကိုယ်တိုင်မဲ့ညကန်းတဆင်မကြောက်ကိုကျူးလွန်ခဲ့တဲ့ရာဇဝမှုကိုဘာမှမသိကြွားဝါပြီးတော့လူကြီးလူကောင်းဆန်ဆန်ရှောက်ပြောနေတဲ့လူလိန်တယောက်လားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာပါလူလိန်တယောက်ထင်မှန်းလူယုံမှတယောက်ထင်မှန်းတော့ကျွန်တော်တည်သူတွေအားလုံးသိပြီးသားပါဒါပေမဲ့ဆက်ကမဲ့အနာဂတ်နိုင်ငံရေးဇက်ခုံပေါ်မှာသူဒီလူမြင့်လူယုံမှလူလိန်တယောက်ထင်ဆက်ပြီးကတရအတုံးတို့ခံပေးဆိုတော့ကျွန်တော်ရဲရဲကြီးပြောရပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်